ရှိလာစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့ပတ်စကားကာလတတရတနုံနေနေမှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး21အခန်းငယ်1မှ16အထိဖြစ်ပါတယ်။ယနေ့ဖတ်ရတဲ့အေဝံဂေလိကျမ်းစာ ရှင်ယောဟန်အခန်းကြီး21ထဲမှာတပည့်တော်ကြီးတွေကတညာလုံးငါးဖန်းတာတကောင်မှမရကြပါဘူး။ဒီအခါတဲတောင်မြင်ပေါ်ကယေသူဖျားရှင်က ပိုက်ကွန်ကိုလှည့်ရဲ့ညာဘက်ကိုချလိုက်ပါငါးတွေမိလိုက်မယ်လို့မိန့်တော်မူလိုက်တဲ့အတိုင်းပိုက်ကွန်ကိုချလိုက်တဲ့အခါငါးတွေအများကြီးမိပါတယ်အဲ့ဒီအချိန်ထိတပည့်တော်ကြီးတွေကသဲတောင်မြင်ပေါ်ကလှမ်းအော်ပြောနေတဲ့သူကယေရှုဖျားရှင်ဖြစ်မှန်းမသိကြသေးပါဘူးအဲ့ဒီအခါယေရှုချစ်တော်မူသောတပည့်တော်ယောဟန်ကသခင်ဖျားဖြစ်သည်လို့ ပေထရူးကိုပြောလိုက်တဲ့အခါပေထရူးကလည်းရေကူးပြီးတော့ယေရှုဖျားရှင်ရှိရာတဲတော်မြင်စီကိုသွားပါတယ်။ယောဟန်ပြောလိုက်တဲ့စကားက It is the Lord တခင်ဖျားဖြစ်သည်တဲ့။တပည့်တော်ဤတွေကယေရှုဖျားရှင်ကိုတခင်လို့ဝန်ခံပြောဆိုကြပါတယ်။လောကရဲ့အတုံးနှုံးမှာတခင်နဲ့အစီကံဆရာနဲ့တပည့် မိဘနဲ့သားသမီးဆိုပြီးဒွန်တွဲရှိကြပါတယ်အခုတခင်ယေစုကိုလည်းသူ့တပည့်တော်ကြီးတွေကတခင်လို့ဝန်ခံပြောဆိုကြတာကမလွန်ပါဘူးဆရာသခင်ဖြစ်လို့အသက်သခင်ဖြစ်လို့ထာဝရအသက်ပေးနိုင်တဲ့အရှင်ဖြစ်လို့တခင်လို့ခေါ်ကြတာပါတပည့်တော်ကြီးတွေဘက်ကတခင်လို့ခေါ်ခြင်းကြတာမှန်ပြီမယ်ယေရှုဖျားရှင်ဘက်ကတော့ လူတွေကိုအဲ့ဒီလိုသဘောမထားခြင်းပါဘူး။ဒါကြောင့်ရှင်ယောဟန်အခန်းကြီး15အခန်းငယ်15မှာငါသည်ယခုမှစ၍သင်တို့အားအစီကံဟူ၍ခေါ်ဆိုတော့မည်မဟုတ်။ငါသည်သင်တို့ကို မိတ်ဆွေဟုခေါ်၏တဲ့။ဒီနေ့ဖတ်သွားတဲ့ပထမကျမ်းစာမှာလေပေထရုနဲ့တမန်တော်တို့က ယဟာကြီးကဲတွေကိုတခင်စုအကြောင်းနဲ့ပတ်သက်ပြီးပြောပြကြတာကငါတို့ဘိုးဘေတို့ဤဖျားသခင်သည်တင်တို့လောကတိုင်းတင်၍တတ်ခဲ့ကြတော့ယေရှုကိုတေယာမပြန်ရှင်စေတော်မူခဲ့၏။ဣဇရာဲလူမျိုးတို့အားနောင်တတရားနှင့်အပြစ်လွတ်ခြင်းအခွင့်ကိုပေးရန်ဖျားသခင်သည်သူ့ကိုမိမိ၏လက်ရဘဲ၌ခေါင်းဆောင်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်ခံထားတော်မူ၏တဲ့တပည့်တော်ကြီးတွေကသခင်ယေရှုကိုသခင်အဖြစ် လက်ခံယုံတင်မက အခုခေါင်းဆောင်နဲ့ကယ်တင်ရှင်အဖြစ်ပါဝန်ခံလာကြပါတယ်အခုလိုလောကဆန်နဲ့ခေကာလာကြီးမှာသင်ဟာ ခရိယန်တယောက်အနေနဲ့သခင်ယေရှုကိုကိုယ်ဘဝရဲ့အဓိကဥထိပ်ပန်ထားရမယ့်သခင်နဲ့ကယ်တင်ရှင်ဖြစ်ကြောင်း တပည့်တော်ကြီးတွေလိုဟောပြောတသက်ခံရဲကြပါရဲ့လားဒီလိုဟောပြောတသက်ခံလို့လောကသားတွေကခရိယာတွေကိုကိုငချင်းကိုချင်တဲ့သူတွေစိတ်ကြီးဝင်နေတဲ့သူတွေလို့ပြောခြင်းပြောကြမှာပါ ကဘာပေါ်မှာဘယ်ဘာသာကမှခရိယာဘာသာလို့ငါတို့ဖျားကတေယာမပြန်ရှင်တော်မူတယ်လို့မပြောကြပါဘူး ခရိယဘာသာတခုတည်းကပဲဖျားကသေယာမပြရှင်တယ်လို့တတွင်တွင် ပြောဆိုနေကြပါတယ်ယေရှုဖျားရှင်ကသေယာမပြရှင်လို့သခင်လို့ခေါ်ကြတာပါသေယာမပြရှင်နိုင်လို့လူတွေကိုလည်းအသက်ပေးနိုင်လို့လောကရဲ့ကယ်တင်ရှင်လို့ခေါ်ကြတာပါမြစ်စာတရားမှာခရစ်တော်သခင် အသေးခံတော်မူပြီးခရစ်တော်သခင် ရှင်ပြထမြောက်တော်မူပြီး ခရစ်တော်သခင်ဘုံဂုံတော်နဲ့တဖန်ကြွလာတော်မူမည်လို့ကြွေးကြော်ကြတာကအခြေအမြစ်ရှိပါတယ်အေးဝံဂလိကျမ်းစာထဲမှာတေယာမပြန်ရှင်ကြောင်းကို အလေးနဲ့ထားပြီးရေးသားထားပါတယ်ဒါကြောင့်ယနေ့အေးဝံဂလိကျမ်းစာမှာလည်းသဲတော်မြင်ပေါ်ကလှမ်းဩနေတဲ့သခင်ယေရှုက သစီတရေမဟုတ်ဘူးတပည့်တော်ကြီးတွေရဲ့ စိတ်ကူးရင်အိမ်မဲ့လဲမဟုတ်ဘူးအဲ့ဒါတေယာမဗျာရှင်တဲ့ယေရုဖျားရှင်ဖြစ်တော်မူပါတဲ့ကာယနဲ့ဝိညာဉ်ပါတဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ဖြစ်တော်မူပါတဲ့ဟုတ်တယ်လေတစီတရေကတင့်ကို မနဲ့စာစားဖို့ဖိတ်ခေါ်ပါမလားတစီတရေက အစာမစားဘူးလေအဲ့ဒီကြမ်းပိုက်ထဲမှာယေရုကလာကြ၍ နာနဲ့စာစားကြလောဟုသူတို့အားမိန်တော်မူ၏တပည့်တော်တို့တွင်လည်းတဦးတယောက်ကမျှကိုတော့အားသင်မိသူဖြစ်သည်နည်းဟုမမေးလျှောက်ဝင်ကြအကြောင်းမူကားသူတို့သည်ကိုတော်ဖြစ်ကြောင်းကိုသိကြလေ၏တဲ့လူတူမမာဘူးဆိုတာကိုလည်းအတိအကျဖော်ပြထားတဲ့သဘောပါ တေယာမပြန်ရှင်ပြီးနောက်ပိုင်းတပည့်တော်ကြီးတွေကယေရှုဖျားရှင်နဲ့ဆုံတွေ့ကြတာဒါပါနဲ့ဆို၃ငါတောင်ရှိပါပြီတဲ့ကျမ်းစာမှာဖော်ပြထားပါသေးရဲ့ကျွန်တော်တို့လည်းခရိယဘာသာဝင်ဖြစ်နေကြလို့တေယာမပြန်ရှင်ခြင်းကိုယုံကြည်နေကြပေမဲ့ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့တပည့်တော်ကြီးတွေလို့အသက်ခံရမှာကိုတောင်မကြောက်တော့တဲ့အထိယုံဖို့လိုပါသေးတယ် မယုတ်တယုံဖြစ်မနေသင့်ပါဘူးတပည့်တော်ကြီးတွေကတော့သေးကြပေါ့ယုံကြည်လို့အသက်ခံရမှာကိုတောင်းမကြောက်ကြတာပါကျွန်တော်တို့လည်းတပည့်တော်ကြီးတွေလို့သေးကြပေါ့ယုံကြည်စိတ်ချနိုင်ရင်ဒီလောကရဲ့အခက်အခဲဒုက္ခတွေကိုကြောက်နေမှာမဟုတ်တော့ပါဘူးဘယ်ဒုက္ခအခက်အခဲကမှတင့်ကို စိတ်ပြက်စေမှာမဟုတ်တော့ပါဘူး နားဆင်သူအားလုံးပေါ်ဖျားသခင်ကောင်းကြီးမင်္ဂလာများခံ